အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့စာရေးဆရာကြီးလေတွင်သားစောချစ်ရေးသားထားတဲ့အလိုလိုက်အမိုက်စော်ကားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်အလိုလိုက်အမိုက်စော်ကားသားသမီးကိုလွန်စွာကြောက်နေအောင် ရိုက်နှက်ခြင်းတင်းကျပ်လွန်စွာချုံနှောင်ခြင်းတို့သည်မှားယွင်းပါသည် ထို့အတူပင် နေရာတကာမှာအလိုလိုက်တင့်တီထက်ပုံမအလိုလိုက်လှင်လဲပျက်စီးတတ်သည် နောက်ဆုံးတွင်အလိုလိုက်အမိုက်စော်ကားဆိုတကယ်သို့မိဘကိုပင်ဒုက္ခပေးသည်သားဆိုသမီးဆိုဖြစ်သွားတတ်၏မိဘတိုင်းသည်သားသမီးကို ချစ်ကြသည်မှာဓမ္မတာဖြစ်၏ထို့သောချစ်၍သားသမီးတွင်အပြစ်ရှိလင်ပင်အပြစ်ကိုမမြင်မြင်ပြန်လည်းလဲပေါ့ပေါ့သာတွေ့၍ခွန့်လွှတ်ချင်ကြ၏ခွန့်လွှတ်သိနေထင်၍ခွန့်လွှတ်သည့်တိုင်အောင်မှားလင်မှားသည့်အကြောင်းတဘောပေါအောင်တော့ပြောဖို့ကောင်းသည်မပြောလင်အမှားကိုဆက်၍ကျွလွန်တတ်၏ ပေါ်၍ကြီးသောအပြစ်များကိုပင်တဆင့်ထက်တဆင့်တက်၍ကျွလွန်လာတတ်၏အပြစ်ထွင်းရမည်ကိုအပြစ်မထွင်းခဲလျင်ပစိန်ဖြစ်ပေါရမည် အခြေအနေဆိုသို့တိုးတက်ရောက်ရှိလာတတ်၏အချို့သောမိဘများမှာအလိုမလိုက်သင့်သည်တို့ကိုပင်အလိုလိုက်သည်များရှိကြ၏မိတ်ဆွေတရား၏အိမ်တွင် အလိုလိုက်ထားသောကလေးကြောင့်ဧည့်သည်လာတိုင်းဒုက္ခဖြစ်ရ၏ဟင်အင်းဒီလူချင်းမလာရဘူးအိမ်ထဲမဝင်နဲ့ အာဒီမိမကြီးအဲ့ဒီခုံမှာမထိုင်ရဘူးကော်ဖီမတောက်ရဘူးကော်ဖီခွက်ကမကင်နဲ့အဲ့တယ်လာတိုင်းတမျိုးမဟုတ်တမျိုးကန့်ကွက်သည်မရလင် ပြက်လဲ၍အောင်ကိုတက်သည်အဲ့တယ်မှာခလေး၏မိဘကိုသာအာကုတ်တကြီးလှမ်းကြည့်ရသည်တားကအလိုလိုက်ထားလို့တိတ်ဆိုးတာပဲဗျာတောင်းမှမာတယ်ဟုဖခင်ကဆို၏ခလေးကိုတော့ဟန်တာခြင်းမရှိအဲ့တယ်များမှာကတိကအောင်နှင့်ခက်မြမြဲပြေးကြရသည် လွန်စွာအယုတ်ဆိုးသောကိစ္စဖြစ်၏ခလေးကိုဤမြအထီအလိုမလိုက်တင်ပါဟန့်တာတင်သည်စို့ဆုံးမှတင်သည်ခလေးလည်းခလေးအလျောက်တည်ပါသည် နားလေပါသည်လူကြီးကလက်ခံခွင့်ပြုထား၍သာလုံးနေခြင်းဖြစ်သည်လူကြီးကမလုံတင်၍မလိုက်ရောလျှင်စက်ပြေလုံးဝင်မည်မဟုတ်ပါကျွန်တော်၏မိတ်ဆွေအရာရှိတယောက်မှာတမီးလေးတယောက်သာရှိ၍တိတ်ပြီးအလိုလိုက်ထားသည် ထိုအရာရှိ၏မော်တော်ကားမောင်းသူမှာခလဲ၏ဆိုးမျိုးအဖုံဖုံကိုခံရသည် ထိုကားမောင်းသူ၏ခြေတလုံးမွှေးများမှာတမာများပြားသည်အရာရှိ၏သမီးငယ်သည် ထိုခြေတလုံးမွှေးများကိုအလွန်နှုတ်ချင်သည် အခွင့်တာတိုင်းဆွဲနှုတ်သည် ကားမောင်းသူမှာနာလွန်၍အနှုတ်မခံလေခလဲကသူ့အဖေကြားအောင်အောင်ငိုသည်ထိုအခါအဖေဖြစ်သူကသူ့သမီးပါကြောင့်ငိုရသည်ကိုဒေါသတကြီးအော်ဟင်မိတတ်သည် ကားမောင်းသူကခြေတလုံးမွှေးကိုမနှုတ်ရရွေငိုကြောင်းပြန်ပြောရာ။"အိုးကွာမင်းကလည်းခလေးကဒီလောက်ငိုနေတာနှုတ်ဆမ်းပါစေ"ဟုဆိုသည်။တိမ့်နာတဲ့ဆရာရဲ့ဟုပြန်ပြောရာ။ဒီလောက်နာတာနဲ့တိတ်မသွားပါဘူးကွာ။သမီးမငိုနဲ့နှုတ်နှုတ်ဟုဆိုသည်။မော်တော်ကားမောင်းသူမှာဆရာကိုကြောက်ရွံ့အလိုလေအမလေးအော်ပြီးခြေတလုံးမွှေးအနှုတ်ခံရသည်။မြည်တော့ပင်ချစ်ချင်းအေးမြအထည်အလိုမလိုက်တဲ့မှာ။ ကလေးကိုအစိုးကျင့်ပေးသည့်နှစ်တူသည် ထိုကလေးမျိုးမှာမိဘရဲ့ချစ်ခင်အလိုလိုက်ခြင်းကိုခံရတော့လဲပဝန်းကျင်၏စိတ်ပြတ်မှုကိုခံရတတ်သည်ပဝန်းကျင်နှင့်အဆင်မပြေဖြစ်တတ်သည်အချစ်မတတ်လျင်ချစ်ရမရောက်ပဲနှစ်ရရောက်သည်အချုပ်ခေပညာတတ်မိဘများမှာကလေးကိုမကြောက်တတ်စေရဘူးမလန့်တတ်စေရဘူးငငယ်ကလေးကဘာမဆိုပြောရဲဆိုရဲတတိရှိရမည်ဟုသောရည်ရွယ်ချက်ဖြင့်ကလေးကိုပြုစုပြောထောင်ပေးကြသည် မှန်ပါသည် ကောင်းပါသည်ကလေးငယ်ကို ကြောင်ဖားကြီးမီးတံတို့နှင့်ခြောက်ချင်းတဆေကြီးတရေကြီးနှင့်ခြောက်ချင်းအယူကြီးနှင့်ခြောက်ချင်းစသည်တို့မှမကောင်းပါကလေးလွယ်မားစွာယုံကြည်၍တတိနေအောင်မပြုလို့တင်ပါတို့တော့မကြောက်တတ်အောင် ပြုစုပြောထောင်ရင်းနှင့်ဘာကိုမျှဘတုကိုမျှမကြောက်တတ်သည့်အထီးဆိုလင်လဲတစ်ဖက်စွန်းတို့ရောက်သွားသည်တတိရှိသည်မှာကောင်းတော်လဲရဲလွန်းလင်ရိုင်းတတ်သည် ရိုင်းလင်အယုတ်အတေတန်သည်တောင်းမကြိုးပဲဖြစ်တတ်သည်ဆရာသမားလူကြီးသူမတို့ကိုပင်မလေးမခံပြုတတ်သည် ရွယ်သူအပေါင်းအသင်းအချင်းချင်းဆိုလင်လဲကိုကသာအတိအသက်ကိုပြောတာသာအမှန်အရာရာမှာကိုတာအတော်ဆုံးဟုအထင်ရောက်၍နေတတ်သည်မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိသည်မှာကောင်းပါ၏။ထို့သောမိမိကိုယ်ကိုတိတ်အထင်ရောက်လွန်လျင်သူတစ်ဖက်သားကိုအထင်သေး၍ပြည့်ရည်ပြူမီတတ်သည်။ နှိမ်မိတတ်သည်နှိမ့်ချသောအမြင်ဖြင့်တယောမော်ကားစော်ကားပြုမိတတ်သည်ထိုကလေးမျိုးသည် လူချစ်လူခင်နေ၍လူမုံများတတ်၏ရဲရင့်အောင်တတိရှိအောင် ပြုစုပြောထောင်ပေးသည့်ဤသူ လိမ္မာရင်ကျေးအောင်လဲတွင်တင်ဆုံးမတင်သည်မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိအောင်အားပေးတင်သည်လို့သူတစ်ဖက်သားကိုလည်းလေးစားတတ်အောင် စာနာတတ်အောင်ဆုံးမပြုပြင်ပေးတင်သည်ဆရာဆရာမကိုယိုတည်လေးစားတတ်ခြင်း အသက်ကြီးသူများကိုရိုသေလေးစားတက်ခြင်းသည်ယဉ်ကျေးတိမ်မွေးမှုဖြစ်၏ငယ်သူများကိုတနာညာတာတက်ခြင်းကူညီတက်ခြင်းသည်လည်းစိတ်ကောင်းရှိလင်ဖြစ်၏စိတ်ကောင်းရှိမှလူချစ်လူခင်များသည်ဘဝရည်နေ၍ထာ၍အဆင်ပြေသည်စိတ်ကောင်းမရှိလေမြင်များပင်တော်စေကမှု ပြေဆုံးသောလူတရားမဖြစ်နိုင်ဘဝတွင်အစင်မပြေမှုများစွာကိုကြုံတွေ့ရတတ်သည် ယခုအခါတွင်မိဘများစွာသည် ကိုသားသမီးကိုတတ်သိရှိရင်းပညာထူးကျွမ်းရေးကိုသားအလေးပေးလွန်နေကြသည်စိတ်ရင်းကောင်းရှိရန် လိမ္မာသောရင်ကျဲတိမ်မွေ့သော လူကောင်းကလေးဖြစ်ရန်ဆုံးမတွင်တန်နိုင်မှုအားနည်းလာကြသည်အထူးသဖြင့်မြို့ကြီးပြကြီးများတွင်ပြောဆိုရင်းမကောင်းသော လူငယ်တွေပုံများလာသည်ဆရာကိုလည်းဆရာမမှတ်မယုံမသိဆက်ဆံကြသည်လူကြီးကိုလည်းလူကြီးမှန်မသိဖြစ်လာကြသည် တဖက်မှအထောက်အပံ့ကောင်းဖြစ်သည့်ဘာသာရေးအဆုံးအမများကိုတင် जा ခြင်းလေးလာလိုင်းနာစေခြင်းနဲ့ပါလာသည်စာပေရုပ်ရှင်တို့တွင်လည်းအထိုးအခုပ်အသက်အပုပ်များကို တွေ့မြင်အားကျနေကြသည်ထို့ကြောင့်အချင်းချင်းဆက်ဆံရာတွင်တီးခန့်စိတ်နေရရန်လုံမှုများလာကြသည်မတော်တဆကြည့်မိလင်ဘာကြည့်တာလဲချချင်လို့လားဆိုတော့မိကွမျိုးဖြင့်ရန်လုံတက်ကြသည်ထို့ကြောင့်လူငယ်ချင်းခိုက်ရိုက်ဖြစ်ပွားမှုများလာသည် အားနည်းသူမင်းကလေးများကိုလည်းနှမချင်းစာနာမှုနဲ့ပါ၍ရှဲမှပင်မျက်နှာပြောင်တိုက်ပြီးနောက်ပြောင်စော်ကားရဲလာကြသည်။ရင်ကျဲမှုပြက်ပြီးရိုင်းဆိုင်လာခြင်းဖြစ်သည်။အချို့ငွေကြေးတန်းနိုင်သူတို့မှတရုတ်ပြက်ရိုင်းဆိုင်ခြင်းကိုပင်အဟုတ်ကြီးထင်၍မိမိတို့၏ကိုပိုင်မော်တော်ကားပေးတွင်ကလေးသေးပန်းနေသည့်ပုံကိုအမျက်သနိုကတ်ထားခြင်း။ကား၏နောက်မှန်တွင်ခြေဘွားနှစ်ဖက်ကိုတက်ဆင်ထားခြင်းပြုကြသည်။ ကျင်းမြင်သူမှန်သမျှကိုကြီးငယ်မဟုစော်ကားနေခြင်းဖြစ်သည်အချို့လူငယ်များသည် ရင်ပတ်မှကြောမှခြေပွားရာကြီးများပါသော အင်းကြီးများကိုပင်ဝတ်ဆင်ကြသည်မိဘတိုင်းသည်မိမိတို့၏သားသမီးများကို လိမ္မာရင်ကျဲအောင်ဆုံးမတွင်တင်ပေးသင်သည်ရိုင်းဆိုင်အောင်ဆိုးအောင်အားပေးအားမြောက်သဘောတက်ရောက်သူတို့ကိုခွင့်မပြုတင်ပါအားမပေးတင်ပါ နောက်အခါမှာကိုအတက်နှစ်ကိုစုနှုံးလို့မရဆိုတကယ်တော့ကိုရိုင်းပင်လင်စိတ်ဆင်းရဲခြင်းများနဲ့ကြုံတွေ့ရမည်ကိုသတိမူတင်သည်သားသမီးကိုချစ်တော်လဲအလွန်အမင်းအလွန်မလိုက်တယ်မှာပြောတင်သည်ကို ပြောရမည် တင်းတင်းမာမာဟန်တာတင်သည်ကိုတင်းတင်းမာမာဟန်တာရမည်တတိရှိအောင်ရဲရင်အောင် ပြုစုပြောထောင်ပေးသည်ညီသူလိမ်မာရင်ကျိအောင်လဲတွန်တင်ပေးတင်သည်စိတ်ကောင်းရှိမှ လူကောင်းဖြစ်နိုင်သည် စိတ်ကောင်းမရှိလျင်မြင်မြပင်တော်တော်မပြေဆုံးပါထို့ကြောင့်တော်ရည်ကိုတွန်းအားပေးနေကြသလို ကောင်းရည်ကိုလည်းအလေးအနက်ထား၍ဆုံးမတွင်တင်တင်ပါသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးလည်းတွင်သားစောချစ်ရေးသားထားတဲ့အလိုလိုက်အမိုက်စော်ကားဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အလုံးမဲ့မင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးလဲလွင်တာဆော့ချစ်ရေးသားထားတဲ့ ဘီဂျိုလေးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဘီဂျိုလေးကျေးဇူးကြီးလားမိနှစ်ဖာစပေးဟောပြောရန်ဆရာမင်းယူဝဲမောင်စိန်ဝင်းပတိကုံနှင့်ကျွန်တော်တို့ဒီပသိမ်မြို့သို့ရောက်ရှိခဲ့ပါသည်။ညနေပိုင်းရေချိုးပြီးခေါင်းဖြည့်မြေလုံးမှကျွန်တော်မှဘီးပါမလားမှန်းသိရသည်။မောင်စိန်ဝင်းဘီးပါလားကွာ။ငါဘီးမေးကြံခဲ့လို့ တခါနဲ့အတူနေမောင်စင်ဝင်းကိုမေးရသည်ပါတဲ့အကိုဒါပေမဲ့ကျွန်တော်ဘီးကကျိုးနေတယ်မောင်စင်ဝင်းကသူ့ဘီးလေးထုတ်ပေးသည် ဟုတ်ပါသည် သူ့ဘီးကအညိုရောင်ပြီးအကွက်လေးများပါသည် အတော်ပင်အိုဟောင်းနေပါသည်ဘီးစံများလည်းပြည့်စုံအောင်မပါတော့ဘီးကျိုးဖြစ်သည် ကျွန်တော်မอยู่တော့ပါတဲခေါ်တော့ចောင်းရှင်မှာစတိုးဆိုင်စီတို့သွားပြီးဘီးတစ်ချောင်းဝယ်လိုက်သည် နည်းနည်းတော့အံ့ဩမိသည်မောင်စိန်ဝင်းနှင့်ကျွန်တော်စာပေဟောပြောပွဲများအတူသွားခဲ့သည်မှာကြာပြီးညီအကိုနဲ့ချစ်ခင်ရင်းနှီးကြပါသည် ကို့အကြောင်းသူသိသလိုသူ့အကြောင်းကိုသိသည်မောင်စိန်ဝင်းကဘရန်သမားတစိမ့်ယူဖြစ်သည်နိုင်ဆိုလင်အိုမီကာမှ16သိန်းခန့်တန်သည်လူတကာဘောပင်ရင်းနေကြသည့်ခင်မှာသူကဖောင်တိန်သုံးသည်သူဖောင်တိန်ကနာမည်ကြီးမောင်ပလင်တိန်ကျော်ရန်သည် အဲ့ဆိုလင်အစကအီတလီချောဘလင်ဒီနိုမှကိုင်းသည် ခုနောက်ပိုင်း USA လို့အော်ဒိုအေဂျော်ဂျီယို အာမေနီအိတ်များကိုင်းသည် အလွန်စေးကြီးပါသည်သူများသုံးသည့်ပစ္စည်းဆိုလင်လဲအဲ့ဒါပါခပတ်အစစ်ဆိုရင်ဘလောက်စင်ရှိမဲအဲ့ဒါပါမျက်မှန်ဘလောက်တန်တဲ့သူသည်သည်ပစ္စည်းကောင်းအလွန်ကြိုက်သည်နာမည်ကြီးတစ်စိတ်ကိုမှစေးကြီးပေးသုံးသည် ဒီဘီးကောင်မှဒီလောက်အိုဟောင်းကျိုးပဲ့နေတာကိုဘာလို့တုံးရတာလဲနားမလည်နိုင်ဖြစ်ရသည်ရန်ကုန်ပြန်ရောက်ပြီးနောက်ဇနီးနှင့်အတူအိုရှင်ကုန်တိုင်းမှဈေးဝယ်တော့အခါခေါင်းပြီးလှလှလေးများတွေ့ရသည်အဆန်ကိုစတီးချောင်းနှင့်လှုပ်ထားသည်ငွေရောင်ဘီးဖြူလှလှလေးနှစ်ချောင်းဝယ်လိုက်သည်ဘီးလေးကလှလိုက်တာ တချောင်းကဘယ်သူပေးဖို့လဲဇနီးကစူဆန်သည် မောင်စိန်ဝင်းကိုလက်ဆောင်ပေးမလို့သူ့ဘီးကကြုံနေလို့ ဩပေးလိုက်ပေးလိုက်ဇနီးကကြည်ဖြူသည် နောက်တစ်ခါစပေးဟောပြောပွဲသို့သွားတော့အခါမောင်စိန်ဝင်ရော့ပြီးလေလက်ဆောင်ပေးလိုက်သည်ဟာကောင်းတယ်အကိုဘီလေးကလှလိုက်တာမောင်စိန်ဝင်ကသဘောကျသည် မင်းဘီကကျိုးနေလို့ပေးတာဟုတ်ကဲ့အကိုကျွန်တော်ဘီကကျိုးနေပေမဲ့လက်ခုံဘီလေအမိတ်ဘီလေ ကျွန်တော်နားမလည်နိုင်ဖြစ်သည့်ကိစ္စ။အိုးဒီလိုကိုဟုနားလေသွားပါသည်။မောင်စိန်ဝင်း၏အမေကတောသူမကြီးဖြစ်သည်။ပဒီကုံမြို့နားကမဲစလီတိုင်းရွာမှနေသည်။နှစ်ထက်အိမ်ကြီးနှင့်ခြံဝင်းကျန်နှင့်လယ်မြေအေကများစွာရှိသည်။လယ်လုတ်သားများငှား၍ကိုယ်တိုင်ဦးစီးလုပ်သည်။မောင်စိန်ဝင်းကိုဆက်မှုတက္ကသိုလ်မှဘွဲရအောင်ကြောင်းထားခဲ့သည်။မောင်စိန်ဝင်းဘွဲရအလောရအိမ်အောင်ကြား စာရေးဆရာဖြစ်သောအခါအမေကိုရန်ကုန်လိုက်နေဖို့ခေါ်သည်။သူ့အမေကလိုက်မနေနိုင်။သူ့အိမ်၊သူ့ချမ်း၊သူ့လယ်ရင်းနှင့်သူ့ရွာမှသာပြောသည်။မောင်စိန်ဝင်းကအမေကိုတိတ်ကြည့်ယူဆိုင်သည်။အမေနည်းနည်းလောက်နေမကောင်းဖြစ်လျင်ရွာပြန်၍ကိုယ်တိုင်ပြုစုသည်။အသက်ကြီးလာ၍မကြာခဏနေမကောင်းဖြစ်သောအခါမောင်စိန်ဝင်းမကြာခဏပြန်ရသည်။အမေကိုစိတ်ကူပေးသည်။လိုအပ်လျင်စေယုံတင်သည်။ နောက်ဆုံးကွယ်လွန်ခါနီးမှာတော့ရွာတို့အကြကြီးသွားနေပြီးပြုစုကိုသားသည်အမေကွယ်လွန်ပြီးမှအမေအတွက်ကောင်းမှုများပြုလုပ်ပြီးပြန်လာခဲ့သည်နောက်ဆုံးအချိန်ထိအမေကောင်းမှရှိနေခဲ့မည်လက်ခုံပြီးလေသည်ကျွန်တော်စတီဗီကွက်လှလှလေးထက်အစာပေါင်းများစွာတန်ဖိုးကြည့်ပါလိမ့်မည်သူ၏ဘီလေးသည်ကျိုးနေတော်လဲဘယ်တစိမ့်မှလိုက်မမိနိုင်သည့်အမေဘီ။ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းစရာကြည်လဲရင်းသားဆော့ချစ်ရေးသားထားတဲ့ဘီဂျိုးလေးဆိုတဲ့ဝိထွတ်တော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးလေရင်းသားဆော့ချစ်ရေးသားထားတဲ့လမ်းထွင်သူဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။လမ်းထွင်သူတငယ်အိမ်စိတ်ကြွသွင်ပြီးဒီမှာကြာပေပြီ။ရွာထဲတွင်ကလေးတန်များတိမ်နေပြီ။ ဟိုအိန်ဒီအိန်ရေနွေးချမ်းဝိုင်းမှာလူကြီးများရဲ့စကားတန်တသက်သာလင်တစ်ချက်တစ်ချက်ထွက်ပေါ်လာသည် ပေါ်၍ညင်းနက်လာသောအခါလူကြီးတန်များကိုပင်မကြားရတော့ပါအောက်အီအီအိုတိုင်ကြီးကောင်းချကြက်တုံပေပြီအမေနဲ့အမများအိမ်နေကြပြီတင်ဝင်းတယောက်အိတ်ရွေမပြောသေးရွာတောင်ဘက်ရှိနွားချမှာကိုပါဤပလွေတန်တာယာသည် လေအစ်စ်တွင်လွန်ပါလာ၏ ယနေ့ညတင်ဝင်းအဲ့ရွတ်မပြောသေးမှာဝမ်းသာ၍ဂုံယူကြည်နူး၍ဖြစ်သည်ထိုညသည်တင်ဝင်း၏ဘဝအတွက်အဆုံးအဖြတ်ညပင်ဖြစ်သည်စတုဒ္ဒရန်အတန်းတင်စာမင်းပွဲကို တင်ဝင်းအောင်မြင်ကြောင်းတမျိုးနယ်လုံးမှဖထမရာကြောင်းဆရာမကြီးကအိမ်လာပြောသည်တင်ဝင်းဝမ်းသာလွန်၍ထမင်းချက်နေသောအမေကိုသွားပြောသည် အမေကစိတ်ဝင်စားခြင်းမရှိအောင်ရင်ပြီးတာပဲဟုလွယ်လွယ်ပြောလိုက်သည် တမျိုးနယ်လုံးမှာပထမရကြောင်းကို မပြောမီတော့ပါပြောလင်လဲအမေစိတ်ဝင်စားမြင်မထင်ပါတဲတဲတွင်ရကန်းခတ်နေသောအမနှစ်ယောက်ထံ ပြေး၍ပြောပြန်သည် အမအများကလည်းစိတ်ဝင်စားခြင်းမရှိအကိုကြီးကိုပြောပြန်သည်မျိုးနေပထမရပြီမဲ့ကြောင်းဆက်မတက်နိုင်တော့အလကားပါပဲကွာအကိုကြီးကညင်းညင်းညူညူပြောလိုက်သည်ကျွန်တော်ကြောင်းဆက်မတက်ရတော့ဘူးလားအကိုကြီး တက်ချင်လွန်သောဆန္ဒကြောင့်သာအမှတ်တမဲ့မေးလိုက်မိခြင်းဖြစ်သည်အမှန်စင်စစ်ကြောင်းတက်နိုင်သော အခြေအနေမရှိသည်ကို တင်ဝင်းသိပြီးသားဖြစ်သည်ဘယ်လိုဆက်သက်မလဲကွာငါတို့မှာစပိန်တစည်းဝယ်ဖို့မပြောနဲ့ထမင်းတော်မနေစားနေရတာပဲအကိုကြီးဖြစ်သူကိုတက်ထွန်းကညီငယ်ကိုကြည့်၍စိတ်မကောင်းစွာပြောလိုက်သည်တင်ဝင်းကြောင်းဆက်တက်ခြင်းသည်ပညာဆက်တင်ခြင်းသည်တို့ရရင်တင်ဝင်းကြောင်းနေရမလဲ။ ညရင်တင်ဝင်းအိပ်ရွတ်မပြောတက်ကြီးကောင်းချစက်တွန်ပြီးတအိမ်လုံးအိမ်မောကြကုန်ပြီးတင်ဝင်းမအိမ်နိုင်ဘယ်ပြောင်းညာလှဲ့ဖြင့်ကြောင်းနေခွင့်ရအောင်အမျိုးမျိုးအကြံဉာဏ်ထုတ်နေမိသည်လေးတန်းအောင်ပြီးလျှင်စကိုင်းမျိုးအစိုးရအထက်တန်းကျောင်းသို့သွားတဲရမည်စကိုင်းမျိုးနှင့်ဝန်တို့ရွာ၆မိုင်ခန့်ဝေးသည်အီကီကိုနေစဉ်သွားရဆိုလျှင်စပိန်ရှိမှဖြစ်လေမည်။ရွာမှာလက်ရှိចောင်းတက်နေကြသောចောင်းသားဆနေအောင်ရှိသည် အားလုံးစပိန်ကိုစီရှိကြသည်ထို့ကြောင့်စကိုင်းကြောင်းတို့ဆက်တက်နိုင်ရဲ့အတွက်စပိန်တစည်းလိုသည် တင်ဝင်းအရင်လေးတက်အောင်ခဲ့သူတွေရှိသည် အတန်းထဲတွင်စားတော်ခဲ့ကြသည် ထူးကျွန်စွာအောင်ခဲ့ကြသည်ထို့သောစပိန်မဝယ်နိုင်၍ကြောင်းဆက်မတက်နိုင်ခဲ့ကြယခုလေကူလီ နေစာအလုတ်သမားများဖြစ်နေကြပြီစပိန်ဝယ်နိုင်မည်နီလန်ရှိသည်များတင်ဝင်းရှာကြသည် လုံးဝမတွေ့ စပိန်မဝယ်နိုင်၍ပညာမသင်ရသည့်အဖြစ်ကိုတင်ဝင်မခံခြင်းစကိုင်းကိုနေ့တိုင်းချစ်ချင်းသွားနိုင်မည်လားတင်ဝင်စဉ်းစားကြည့်သည်မိုရင်တုံကအကိုကြီးနှင့်အတူတူ စကိုင်းတို့ဖြတ်လမ်းမှနှစ်ခေါက်သွားဖူသည်လမ်းယိုမှဝင်းတို့မှဖလံပေါ်ရွာ ဖလံပေါ်ရွာမှကုန်းညီရွာကုန်းညီရွာမှ စကိုင်းတို့ကြိတ်ကောက်သွားရသည်ထို့ကြောင့်၆မိုင်ခန့်ဝေး၏ဖြတ်လမ်းမှဝင်းတို့ရွာ ဖောင်စင်းရေလဲကြောင်းနှင့်စကိုင်းမျိုးကိုတက်တက်ဖြတ်ထားသည်တို့ရရင် ခြေကျင်သာသွား၍ရေသာလန်းဖြစ်၏လူသွားလူလာသိမ့်မရှိတောသမားအချုပ်သာအသွားအလာရှိသည် ထိုလမ်းမှသွားလျင်တနအိခန့်မြနှင့်စကိုင်းရောက်နိုင်သည်ကျောင်းကမနေ့၈ရက်တက်သည် တင်ဝင်းရွာမှ၆နိုင်ခွဲထွက်ရမည်ဒါဟာတစ်နှစ်တည်းအလုံးမဟုတ်ငါဆွဲကောက်ကောက်နှင့်တနိုင်ပါမလားတင်ဝင်းထက်၍စဉ်းစားသည် ငါကြောင့်တိတ်နေချင်တယ်ဆိုတော့ဒီခီးကိုချက်ချင်းသွားဖို့နီးပဲရှိတယ်။ဟုတ်ပြီ။ဘာလို့မသွားနိုင်ရမှလဲ။ငါကြောင့်သွားတက်မယ်။တင်ဝင်းအခိုင်အမာဆုံးဖြတ်ချက်ချလိုက်သည်။လင်းကျပ်တွန်တန်များကြာရပြီ။မကြာမီအာယုံဦးရောင်ကြည်များပေါ်ထွက်လာတော့မည်။နောက်တနေ့တွင် တင်ဝင်းကသူ၏ဆုံးဖြတ်ချက်ကို အမေနှင့်အမများအားပြောပြသည်။အမေနဲ့အမများကကန့်ကွက်ခြင်းလုံးဝမရှိ ထောက်ခံခြင်းလည်းမပြု ဘာဖြစ်လို့များဒီလောက်ကြောင်းနေချင်ရတာပါလဲဟူ၍အံ့ဩသောမျက်လုံးများနှင့်သာတင်ဝင်းကိုကြည့်နေကြသည်။ညနေတွင်တင်ဝင်းကအကိုကြီးကိုပြောပြပြန်သည်။အကိုကြီးကစိတ်မကောင်းဖြစ်သည်။ငါညင်ဒီလောက်တော့စာနာပြင်းပြရင်တော့တက်ပါ။စာအုပ်ဖို့လိုတာကိုတော့အကိုကြီးပြည့်စုံအောင်ရှာပေးပါမယ်။စပိန်ကိုလည်းဒီနေ့မဟုတ်တော့ရှင်းနှစ်လောက်မှဝယ်ပေးနိုင်အောင်စူးစမ်းပေးပါမယ်ဟုဆိုသည်။ တင်ဝင်းကတော့ចောင်းနေခွင်ပြုသည်ကိုပင်ဝမ်းသာလှပြီ တင်ဝင်းရဲ့ဆုံးဖြတ်ချက်ကိုချီကျူးဂုံပြု၍ဆရာမကြီးမှဗလာစာအုပ်ချအုပ်နှင့်ဘောပင်လေးချောင်းပေးသည်အမများကမနဲ့စောစောထား၍ထမင်းချက်မပေးနိုင်ညရင်ညင်းနဲ့အောင်ရကန်းခဲရ၍ဖြစ်သည်အမေကလည်းမကြမ၍ဘာမှမလုပ်နိုင်တင်ဝင်းမနဲ့ငားနိုင်ထား၍ထမင်းချက်ရသည်ပဲပြုတ်ရသည်ထမင်းအိုးတည်ထားစဉ်ပဲပြုတ်နေစဉ်စားကြည့်သည် ထမင်းကျက်တော့အခါပဲပြုံးနေစီဆန်းပြီးကြိုက်တဲ့ထဲသည်၆နာရီခွဲသည့်နေ့အိမ်မှထွက်သည်ကြာတော့အခါတင်ဝင်းရဲ့ဖြက်လန်းကလေးမှာတင်ဝင်းရဲ့ခြေရာတို့ကြောင့်ထင်ရှားသောလန်းကလေးဖြစ်လာသည်သွားနေကြလန်းနားနေကြစခန်းလေးများနှင့်မြင်နေကြရှုခင်းလေးများမှချစ်ခင်စရာဖြစ်လာသည် တင်ဝင်းသည် သူ့လန်းကလေးကိုသူတဘောကြနေသည်သွားရသည်ကိုလည်းညောင်းသည်ဟုမထင်တနာရီနှင့်စကိုင်းရောက်သည် ညနေတွင်3နာရီကြောင်းဆင်းသည်4နာရီခန့်တွင် တင်ဝင်းရွာသို့ပြန်ရောက်သည် စပိန်သမားများနှင့်ရှစ်ဆင့်နောက်ဆင့်များသာကွာသည်မော်ရင်းအခါတွင်ဓာတ်မြင်ဩစာထည့်သောပလတ်စတစ်အိတ်ခုံကိုခေါင်းတွင်ဆောင်၍တင်ဝင်းကြောင်းသွားသည်စပိန်သမားများထပ်ပင်ရွာသို့အရင်ရောက်အောင်ပြန်လေရှိ၏တိတ်ဆွဲရှိတဲ့ကောင်တိတ်ကြိုးစားတဲ့အကောင်အတူယူထိုက်တဲ့ဟိတ်အချို့ကချီကျူးကြသည်ခဏပါ တနေ့နဲ့နဲ့ဆိုရင်ဆက်တက်မှာမဟုတ်တော့ဘူးအခုတော့စိတ်ဓာတ်တက်နေတော့မို့ပါအချို့ကအချီးမွှမ်းမစောတင်ကြောင်းပြောဆိုသူကလည်းပြောသည်တိမ်ဝင်းကတော့မြည်သူပြောသည်ကိုမျှကယူမဆိုင်သူလိုရမည့်အလုပ်ကိုသာအကောင်ဆုံးဆက်လုပ်နေခဲ့သည်တိမ်ဝင်းစာစ조사သည်အတားထဲမှာဆရာဆရာမများစာတင်ချိန်တွင်တိတ်ချာနားထောင်မှတ်သား၏နေ့စဉ်တင်သောစာနေ့စဉ်ရအောင်ကြံမှတ်သည်ထို့ကြောင့်တိမ်ဝင်းစာတော်သည် အခါနဲ့မှာဖတ်တမရသည်ရှစ်တန်းအောင်သည့်နှစ်တွင်တင်ဝင်းထွင်သောလမ်းကိုရှောက်နေသူမှာတင်ဝင်းတယောက်တည်းမဟုတ်တော့ပါဘဲနောက်ထပ်6ရောက်တိုးလာခဲ့ပြီးမင်းကလေးနှစ်ယောက်ပင်ပါဝင်သည် စပိန်မဝယ်နိုင်သည့်နှင့်ပညာသင်ခွင့်မရသောအဖြစ်ကိုတင်ဝင်းကစတင်တော်လှန်လိုက်ခြင်းဖြစ်သည်ယခုဆိုရင်တင်ဝင်းထွင်သောလမ်းကိုနောက်လူငယ်များပါရဲရဲရှောင်နေကြပြီဖြစ်၏ တင်ဝင်းတို့အဖွဲ့မှနေစဉ်လမ်းလျှောက်လေးကျင့်ခံရ၍ကြားမရေပင်ပိုကောင်းလာကြသည်တင်ဝင်းတို့ဆယ်တန်းရောက်သောအခါတင်ဝင်းတို့အဖွဲ့တွင် အားလုံး၁၂ယောက်ဖြစ်လာခဲ့သည်ခက်ခက်ခဲခဲကြောင်းတက်ရသည်မို့တင်ဝင်းတို့အဖွဲ့သည်ပညာကိုပို၍စူးစမ်းကြသည်စနေတနင်္ဂနွေကြောင်းပရက်တွင်မြေပဲနှုတ်လေရိတ်ပေါင်ပေါင်စသည့်နေစားလုပ်ငန်းများကိုလုပ်ကြသည်နှစ်ရက်လောက်ခသည်တပတ်ဆောင်မို့ဖိုးဝင်ွယ်ဖူလုံစေ၏ ယခုဆိုလည်းတင်ဝင်းကောင်းဆောင်သောအဖွဲ့ကိုတရွာလုံးမှချီကျူးနေကြပြီတင်ဝင်းတို့ကလည်းသူတို့၏ဘဝကိုဂုံယူသည်တဘောကြသည်ပညာကိုအစွမ်းကုန်ကြိုးစားရန်တယောက်နှစ်တယောက်တိုက်တွန်းကြသည်အကြံပေးကြသည်တွားရင်နာရင်မရှင်းသောစာများကို မေးကြဖြေကြဆွေးနွေးကြသည်ဆန်တန်းစာမေးမွန်းအောင်စင်းထွက်သောအခါတင်ဝင်းနှစ်ချင်းပေါအောင်ခဲသည်ဂုံထူးသုံးခုပါသေးသည် တင်ဝင်းကိုတရားလုံးကချီကျူးကြအကုန်ပြူကြသည် တင်ဝင်းအကိုကြီးကိုသက်ထုံးကလည်းဝမ်းသာဂုဏ်ယူ၍မဆုံးအောင်ဖြစ်နေသည်တင်ဝင်းပညာတင်လို့ဒီကိုစိတ်ပြက်စရာအောင်မိခဲ့သောအမေနှင့်အမများပင်ရောယောင်၍ဝမ်းသာနေကြသည်ကျေးရွာလူကြီးများကလည်းတင်ဝင်းကိုချီကျူးဂုဏ်ပြူကြသည်လဲလဲနေသောကျေးရွာဆရဲနေရာတွင်တင်ဝင်းကိုခံထားမည်ဖြစ်ကြောင်းဂရိပေးကြသည်တင်ဝင်းဝမ်းသာအားရဖြစ်မိသည် ဆယ်တန်းအောင်ရွေးပျော်ရွှင်နေချိန်မှာအလုပ်ရမည်ဆိုသောအခါအတိုင်းထက်အလွန်ဖြစ်အားပြန်သည်ညာနမ်းမတင်ဝင်းအိမ်ပြန်ရောက်ခဲ့၏အေးရဝင်၍အိတ်တော်လဲတင်ဝင်းအိမ်ရမပြောပါလူးလင်ပြန်ချက်တွန်ခဲ့ပြီးမကြာမီတကောင်ချက်တွန်တော်မည် တင်ဝင်းသည်လွန်ခဲ့သော6နှစ်ကယခုလိုညာကိုတရေရမည်သည်ထိုညကအဆုံးအဖြတ်မှန်ကန်၍ဇွဲလုံးလာရှိသောကြောင့်ယခုအောင်မြင်မှုကိုရရှိခြင်းဖြစ်သည် ရှေးဆက်ရမည်ခီးလမ်းမှာတင်ဝင်းအတွက်အခက်ခဲမရှိတော့ပါ။ကျေးရွာကောင်စီယုံဆေးရဲလုံရင်အမေနှင့်အကိုအမများကိုလှုပ်ကျွေးမည်။တက္ကသိုလ်စာပေးစာယူတင်ဒန်းကိုဆက်တက်၍ဘွဲတစ်ခုခုရအောင်ယူရမည်။ပညာကိုဆုံးခန်းတိုင်အောင်သင်ကြားမည်။ကိုထွင်သောလမ်းကြောင်းသည်နောက်လူတို့အတွက်ပါလမ်းကောင်းဖြစ်နေသည်ကိုလည်းတင်ဝင်းဝမ်းတာဂုံယူရပါ၏။ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးလဲသွင်းတာဆော့ချစ်ရေးသားထားတယ်။လမ်းထွင်သူဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။